လူတယောက်နဲ့တယောက်ထပ်တူညီတယ်ဆိုတာမဖြစ်နိုင်ပါဘူးဟုတ်ပါရင်ကျွန်တော်တို့လူသားတွေဟာတူးနဲ့တူကွဲပြားစွာဖြစ်တည်နေထိုင်ကြပါရင်အဖေအမေနှစ်ယောက်တည်းကမွေးလာတဲ့မွေးချင်းမောင်နှမအမွာတွေကအစားမတူညီတဲ့အချက်များစွာရှိတတ်ကြပါရင်တူးနဲ့တူထပ်တူကြနေဖို့ဆိုတာမဖြစ်နိုင်လာပါဘူးရွှေရဲမှုချင်းစားရည်တူညီနိုင်ကြပေမဲ့တချို့လူသားတွေမှာ အများနဲ့မတူတမူထူးခြားကြီးမားလာတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပါရှိတတ်ကြပါရင်ဒါကြောင့်မို့လဲကဘာနဲ့ချီဂရင်းနဲ့ဆန်ကျင်ကိုရားခဲ့တာပဲဖြစ်ပါရင် ုတ်ကဲ့ပါကျွန်တော်အခုကဘာတဝမ်းကခနာကောအစိမ့်အပိုင်းကြီးမားလွန်လာတဲ့ green စံချိန်တင်လူဆယ်ဦးကိုရှာဖွေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်10 man mat or red ကျွန်တော်ရဲ့ပအဝင်ခြင်းမှာနှာခေါင်းနဲ့ပတ်သက်ပြီးအဆခံရတာတို့ဝေဖန်ခံရတာတို့ရှိတတ်ကြပါတယ်တင်အားဆွေမျိုးမိဆွေတွေထဲမှာတံပန်ထက်နှာခေါင်းပိုကြီးနေနော်တင်ကြပေါအဆခံရဘူးမှာပါဒီတူရီနိုင်ငံသားအမျိုးသား man mat ကတော့သူ့ရဲ့ကြီးမားလာတဲ့နှာခေါင်းနဲ့ green စံချိန်တင်ခဲ့ပါတယ် တွေ့ရတဲ့အခါဆိုရင်၃လက်မခွဲရှိပြီးမြင်မှုနေကြာနှာရန်နေတဲ့၃လက်မခွဲခန့်ပို့ပြီးရှည်လျားလာပါရင်အခုလောသူမတူတဲ့နှာခေါင်းအရွယ်စားကြောင့်ပဲသူဟာတနေရရာသွားတိုင်းလူတွေရဲ့အာယုံဆိုင်ခြင်းကိုခံရတတ်ပါရင်မတ်မတ်ဟာငယ်ဝယ်စဉ်အချိန်ကလေးကသူ့ရဲ့ကြီးမားလာတဲ့နှာခေါင်းကြောင့်စားနောက်ခံရတာတွေအပြင်အနိုင်ကျင့်ခံရတဲ့အခြေအနေတွေနဲ့ပါရင်ဆိုင်ခဲ့ရပါရင်နောက်ထပ်သူ့မှာအများနဲ့မတူတဲ့အာသာချက်တခုလည်းရှိလာပါရည်သူဟာအနမ်းခံအာရုံအတော်လေးကောင်းသူတူဖြစ်ပါရည် ဒါရီမကသေးပါဘူး။သူဟာနှကောင်းနဲ့ဘူပေါင်းကိုတော်မှုတ်ထုတ်နိုင်ပါသေးတယ်။စင်မကောင်းစွာနဲ့ပဲမတ်မတ်ဟာ2023ခုနှစ်မေလမှာကွယ်လွန်သွားခဲ့ပါရင်။နံပါတ်9 Jeff Day အခုပုံမှာပြထားတဲ့သူကတော့ဝက်ဝံတကောင်လို့တော့သတ်မှတ်ထားကြတဲ့အနောက်နိုင်ငံသား Jeff ဆိုတဲ့လူပဲဖြစ်ပါရင်။ Jeff ဟာသူ့ရဲ့တမ်းမာကြီးမားလှတဲ့လက်နက်ဖက်ကြောင့်နာမည်ကြီးသူဖြစ်ပါရင်။ တမန်အဖြစ်အမျိုးသားတွေဟာကြီးမားကြတဲ့ခန္ဓာကိုယ်ဖွယ်စည်းမှုတွေနဲ့အတူလက်မောင်းလက်ဖြံတွေဟာလည်းမိန်းကလေးတွေထက်ကြီးမားကြပါရင်ဒါပေမဲ့ချက်ကတော့တမန်အမျိုးသားတွေထက်နှစ်ဆကြီးပြီးတမန်လွန်းလာတဲ့လက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါရင်ဒါကြောင့်ချက်ဟာဆိုရှယ်မီဒီယာပေါ်မှာတမ်းမောင်းများစွာသောလူတွေရဲ့အာယုံဆိုင်ခြင်းကိုခံခဲ့ရပါရင်တမန်ကြီးမားလာတဲ့လက်မောင်းတွေနဲ့အတူချက်ကိုလက်မောင်းနဲ့အပြန်ဝဲတွေနဲ့တွဲဖက်မြင်ရလေးရှိပါရင်ကျဲရဲ့အခုလိုကြီးမားလာတဲ့လက်တရားနိုင်တဲ့ချီအလုတ်တွေနေကျင်ကန်းတွေလုတ်ခဲ့လို့မဟုတ်ပါဘူး ဒါကအေခရိုမီကာလီလို့ခေါ်တဲ့ခန္ဓာကိုယ်ကြီးထွားနှုန်းချုံရင်းမှုတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ကျင်းရဲ့လက်ဖျားဆိုရင်အချင်း20ဝန်းကျင်ရှိပြီးတပံမျိုးသားတဦးထက်နှစ်ဆပိုကြီးထွားနေတာပဲဖြစ်ပါတယ်။ကျင်းဟာလန်ဒန်ဘန်သမားတွေတည်ထားနေရတဲ့ပြည်ပကောင်းတူလည်းဖြစ်ပါတယ်။ပြည်တွင်ဝဲတော်တော်များဆိုရင်ကျင်းဟာဘရင်တစုလိုပြိုင်ပွဲကင်းလွန်လာပါတယ်။နံပါတ်၈ဂျန်စီယာ တဲလိုမျိုးမျိုးသမီးတူဖြစ်တဲ့ဂျန်စီယာကတော့သူမရဲ့သူမတူစွာရှင်လျားလာတဲ့မျက်တောင်နေကြောင်းနာမည်ကြီးပါရင်သူမဟာဆိုရှယ်မီဒီယာတခွင်မှာအတော်လေးနာမည်ကြီးခဲ့ပြီးကမ္ဘာမျက်တောင်အရှိဆုံးဆိုတဲ့ Greenness ဆန်ရှင်ကိုရရှိထားသူလည်းဖြစ်ပါရင်ဆန်ရှင်ကို2016ခုနှစ်မှာရရှိခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကမျက်တောင်အရှိဟာ7စင်တီမီတာခန့်သာရှိပါသေးတယ်။ယခုအချိန်မှာဆိုရင်တော့သူမရဲ့မျက်တောင်အရှိဟာ25စင်တီမီတာကျော်ရှိနေပြီဖြစ်ပြီးကမ္ဘာမျက်တောင်အရှိဆုံးဆိုတဲ့ဆန်ရှင်ကိုဆက်လက်ထိန်းထားနိုင်ခဲ့ပါရင် ဂျန်စီယာဟာသူမအပြင်တနေရာရာသွားတိုင်းသူမရဲ့ရှေလျားလွန်းလာတဲ့မျက်တောင်တွေကြောင့်လူစိတ်ဝင်စားမှုခံရလေရှိပါတယ်။အခုလိုရှေလျားလာတဲ့မျက်တောင်တွေကြောင့်လည်းဂျန်စီယာဟာဝေဖန်မှုများစွာခံခဲ့ရပါတယ်။အဲ့လိုဝေဖန်မှုတွေကိုဂျန်စီယာကတော့သူမဟာဖျားပေးတဲ့တဘာဝတရားကိုချစ်တယ်။သူမရဲ့အရာရာဟာတဘာဝပါပဲလို့ပြောဆိုခဲ့ပါတယ်။နံပါတ်9မာရီယာအော့ဖ် ယူကရိန်းနိုင်ငံသူလေမာရီယာအော့ကတော့သူမရဲ့ဝိုင်းဆက်ပြီးကျယ်လွန်းလာတဲ့မျက်လုံးကြောင့်လူသိများလာပါတယ်။မာရီယာဟာယူကရိန်းနိုင်ငံရဲ့နာမည်ကြီးဖိုတိုမော်ဒယ်တူဖြစ်ပြီးသူမရဲ့ပုံများဟာကမ္ဘာတဝန်းမှာအတော်လေးရေပန်းစားခဲ့ပါတယ်။ influencer တူအဖြစ်လည်းနာမည်ကြီးတဲ့သူမဟာလူချစ်လူခင်များသလိုတခြားတစ်ဖက်မှာလည်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ပဲသူမဟာဖြေရှင်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။သူမရဲ့မျက်လုံးများကိုပုံမော်ကြီးမအောင်ခွဲစိတ်ပြုပြင်မှုလုံးဝမလုပ်ခဲ့ကြောင်းနဲ့ ဒါဟာသူမရဲ့ဖခင်စီကရရှိလာတဲ့မျိုးရိုးဗီဇာဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။နံပါတ်6မာတင်နီယန်ဂျေတက်စ်အခုပုံတွေကဂျေးဆိုတဲ့ကလေးငယ်ကတော့အလွန်ထူးဆန်းလာတဲ့မွေးရပါဟိုက်ဒရိုဆန်ဖလစ်ရောဂါခံစားခဲ့ရပါတယ်။ဟိုက်ဒရိုဆင်ဖလစ်ဆိုတာကတော့တံမှန်လူတွေထက်အုံနောက်အရေးအိတ်အတွင်းအရေးပါဝင်မှုများပြားလာတာဖြစ်ပြီးအုံနောက်တစ်ခုလုံးကြီးတစ်ထပ်ကြီးမားလာစေပါတယ်။ဂျီဟာထိုရောဂါကိုခံစားခဲ့ရပြီးလူရဲ့အုံနောက်ဟာ လုံးပတ်66စင်တီမီတာအထိကြီးမားလာခဲ့ပါတယ်။သူဟာငယ်စဉ်ကတည်းကသူ့ရဲ့အများနဲ့မတူတဲ့ပုံပန်းသွင်ပြင်ကြောင့်လူတွေရဲ့ဝေဖန်တိုက်ခိုက်မှုခံခဲ့ရပါတယ်။တရေစစ်စီတကောင်လုံးစားနောက်လေးရှိကြပြီးမကောင်းဆိုးဝါးလိုမျိုးဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ဂျေးအမိဘတွေကတော့သူ့အတွက်အကောင်းဆုံးဆိုတဲ့အရာတွေကိုပေးခဲ့ပါတယ်။ဂျီအားသူ့ရဲ့ဥကောင်းကိုခွဲစိတ်မှုပြုလုပ်ခဲ့ပြီးကံကောင်းစွာနဲ့ပဲအုံနောက်အတွင်းရှိအရေးတွေကိုဖယ်ထုတ်ပြနိုင်ခဲ့ပါတယ်။ 9လီတာခွဲရှိတဲ့အရည်တွေဖယ်ထုတ်ပြီးနောက်မှာတော့သူ့ရဲ့ဥကောက်ဟာတံမှန်ရွယ်စားဖြစ်သွားခဲ့ပြီး80စင်တီမီတာခန့်လျော်နေသွားခဲ့ပါတယ်။နံပါတ်9စူတင်ကိုစင်တံမှန်လူတွေထက်ကြီးမားလွန်းလာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာသူ့ရဲ့နေ့စဉ်ဘဝဟာတံမှန်လူတွေနဲ့လုံးဝကွဲပြားလာပါတယ်။တူရကီနိုင်ငံသားဆူတန်ကတော့ရှစ်ပေနှစ်လက်မအရင်ကကမ္ဘာအမြင့်ဆုံးလူအဖြစ်စံချိန်တင်ထားပါရင် ဒါ့အပြင်ထူးခြားလွန်လာတဲ့ခန္ဓာကိုယ်အချိုးအစားကြောင့်ချစ်ခင်မှုများစွာရရှိထားသူတူလည်းဖြစ်ပါရင်28စင်တီမီတာကျယ်လွန်းလာတဲ့သူ့ရဲ့လက်ပွားဟာဆိုရင်လည်းကမ္ဘာအကြီးဆုံးလက်ပွားအဖြစ် Greenness ဆန်ချင်တင်ခဲ့ပါရင်အခုရွယ်စားဟာတာမန်လူတစ်ယောက်ထက်နှစ်ဆနီးပါးကြီးမားနေတာပဲဖြစ်ပါရင်ဆူတန်ခုလိုဖြစ်နေတာဟာအာသာချက်များရှိသလိုတစ်ဖက်မှာလည်းအားနည်းချက်များစွာရှိလာပါရင်တာမန်လူတွေလုံဆောင်လေးရှိတဲ့ကားစီးတာလမ်းလျှောက်တာစတဲ့တနေ့တာလုပ်ငန်းတချို့ဟာ ဆူတန်အထက်တော့လွယ်ကူနေခဲ့တဲ့အရာဟုတ်မနေပါဘူး။ဒါပေမဲ့ဆူတန်ဟာတာမန်လူတွေလိုပဲဘဝကိုရိုးရိုးရှင်းရှင်းဖျက်ဆီးခဲ့ပြီးချင်းရသူနဲ့အတူနေထိုင်လျက်ရှိပါတယ်။နံပါတ်၄ဂျေးဆင်ရိုဒရီဂက်ဗင်နီဇွဲလားနိုင်ငံသားတူဖြစ်တဲ့ဂျေးဆင်ကတော့သူ့ရဲ့ကြီးမားလွန်းလာတဲ့ခြေထောက်တွေကြောင့်နာမည်ကြီးလာပါတယ်။သူ့ရဲ့ညာဘက်ခြေပွားဟာဆိုရင်16လက်မရှိပြီးဘယ်ဘက်ခြေပွားဟာဆိုရင်လဲ15.8လက်မအထိရှိခဲ့ပါတယ်။ အခုလိုတမန်လူတွေထက်နှစ်စာနီးပါးကြီးမားလာတဲ့ခြေပွားကြောင့်ဂျေးဆင်ဟာဂရင်းရဲ့အကြီးမားဆုံး6ရောက်ပိုင်ရှင်ဖြင့်စံချိန်တင်နိုင်ခဲ့ပါတယ်။အခုလိုစံချိန်တင်တာအတွက်ဂျေးဆင်ဟာကိုယ့်ကိုယ်ကိုအရန်ဂုဏ်ယူရဲဆိုပြီးအမဲမှတ်ယူထားတဲ့သူလည်းဖြစ်ပါတယ်။ဂျေးဆင်ဟာသူ့အတွက်ဖက်နက်ကိုတီးတန့်အော်ဒါမှာယူပြီးတတောက်တတဖြစ်မဲ့ဒီဇိုင်းတစ်ခုလေးကိုပဲစီတက်ပါတယ်။နံပါတ်3ဂျဗတဲကာတာအခုပုံတွေကမျိုးသားကိုတော့သင်တို့အားလုံးမြင်မှုကြပါပါ သူဟာထူးခြားလှတဲ့စွမ်းဆောင်ရည်နဲ့နာမည်ကြီးသူတူဖြစ်ပြီးလူစိတ်ဝင်စားမှုအများပြားရရှိခဲ့ပါတယ်။သူဟာနှာခေါင်းကိုမေးရိုးအကြအဆုံးအုပ်ထားနိုင်တဲ့တူဦးတဲသောလူပဲဖြစ်ပါတယ်။တမနစ်နဲ့20စက္ကန့်ကြာဖုံးအုပ်နိုင်တာကြောင့်သူဟာ Granite ဆန်ချိန်တင်သွားနိုင်ခဲ့ပါတယ်။သူရဲ့ထူးခြားတဲ့အရေးချင်းကြောင့်ပဲတကူတော်ပွဲတစ်ခုကျင်းပနိုင်ခဲ့ပြီးကမ္ဘာအနှံ့ကပရိသတ်များစွာရဲ့အတိမတ်ပြုအားပေးမှုရရှိခဲ့ပါတယ်။နံပါတ်2 Brian Shalanga ရှာလန်ကာမိသားစုကတော့ရှာအကြီးဆုံးမိသားစုအဖြစ်လူသိများကြပါရင်သူတို့ရှာအတော်လေးကြီးမားပြီးတမန်လူတွေထက်တိတိတသားကြီးလွန်လှပါရင်မိသားစုဝင်တွေထဲမှာတော့ Brian ဟာအကြီးမားဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားခဲ့ပါရင်အသက်48နှစ်ရွယ်ရှိပြီဖြစ်တဲ့ Brian ရှာဟာဆိုရင်အကျယ်9စင်တီမီတာခန့်ရှိလာပါရင်ဒါဟာတမန်လူတစ်ယောက်ရဲ့ရှာတန်းနှစ်ဆကျော်ကြီးမားတဲ့အကျယ်ပဲဖြစ်ပါရင် Brian ရဲ့သမီးဖြစ်သူကတော့ဖခင်ချီယာကိုအမိလိုက်နိုင်ခဲ့ပါရင် သူမဟာလည်း granite စံချိန်တင်ခဲ့ပြီး9.3စင်တီမီတာအကျဉ်းနဲ့အကြီးမားဆုံးရှာပိုင်းဆိုင်ထားတဲ့အမျိုးသမီးအဖြစ် granite စံချိန်ရရှိခဲ့တာလည်းဖြစ်ပါရင် DNA စစ်ကြည့်စရာမလိုတော့အောင်သူမဟာဖခင်စီရအမွေကိုတိတိတသားရရှိခဲ့တာပဲဖြစ်ပါရင် Brian တို့သားဖအားဆိုရင်နယူးယောက်မှာအတော်လေးနာမည်ကြီးလာပြီးနေစဉ်ဘဝကိုပျော်ရွှင်စွာဖျက်ဆီးနေကြပါရင်နံပါတ်1 Andrea Ivanova အသက်25နှစ်ရှိပြီဖြစ်တဲ့အန်ဒရီယာကိုတော့ကမ္ဘာနှစ်ခမ်းအကြီးဆုံးအမျိုးသမီးအဖြစ်လူသိများကြပါရင်အန်ဒရီယာကရှေ့က9ရောက်လို့တဘာဝအတိုင်းမဟုတ်ပဲသူမရဲ့နှစ်ခမ်းကိုပြုပြင်မှုများစွာပြုလုပ်ပြီးနောက်အခုလိုကြီးမားလာခဲ့တာပဲဖြစ်ပါရင်လက်ရှိနှစ်ခမ်းအရွယ်စားကိုရဖို့သူမဟာနှစ်ခမ်းနဲ့မယိုးကိုဖစ်တာအမြောင်များအဆက်မပြတ်ထိုးသွင်းခဲ့ပါရင်လစ်ဖစ်တာဟာ2000ခုနှစ်နောက်ပိုင်းအတော်လေးရေပန်းစားလာခဲ့ပြီးအန်ဒရီယာဟာတာမန်လူတွေလိုမဟုတ်ပဲသူမရဲ့နှက်ခမ်းကိုအလွန်ကြီးမားအောင်လုပ်ချင်ခဲ့ပါရင် သူမရဲ့စေကိုဒိုင်မန်အန်ဒရီယာဟာဒေါ်လာထောင်ပေါင်းများစွာသုံးပြီးသူမရဲ့ရုပ်ရည်သွင်ပြင်ကိုပြောင်းလဲခဲ့ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ကဘာတဝမ်းကအကြီးမားဆုံးခန္ဓာကိုယ်အစိပ်ပိုင်းအသီးသီးပိုင်ဆိုင်ထားကြတဲ့လူ၁၀ယောက်အကြောင်းပဲဖြစ်ပါရင်သင်တို့မှာရောတံမှန်လူတွေထက်ကြီးမားတဲ့ဘလို့အစိပ်ပိုင်းနေရှိကြတယ်ဗီဒီယိုတွေကလူမျိုးလူတွေသင်မိတ်ဆွေတွေထဲမှာရှိကြလားဆိုရာပြောပြကြပါအောင်နော်အခုဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ